Hello အားလုံးပဲမင်္ဂလာပါဒီဆက်ကနေကြိုဆိုပါရစေဒီနေ့တော့တပတ်တာအခြေခံမလေးစကားလေ့လာမှုအပိုင်းလေးကိုကျွန်တော်တို့အတူတူလေ့လာကြမှာဖြစ်ပါတယ်ရှေ့မှာအတူတူလေ့လာခဲ့ကြတဲ့အပိုင်း1နဲ့3ကိုလည်းတကယ်ချင်းတို့အနေနဲ့တွားရောက်လေ့လာထားဖို့လိုအပ်ပါမယ်နော်ဒါမှအပိုင်းလေးနဲ့ဆက်ဆက်ပြီးတော့စကားလုံးတွေဝတ်ကြတွေကိုဘယ်လိုတိစောက်မယ်ဆိုတာကိုအတူတူဆက်ပြီးတော့လေ့လာလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလေ့လာသေးရင်ရှေ့မှာရှိတဲ့ဗီဒီယိုတွေကိုတွားရောက်လေ့လာထားဖို့အကြံပြုလိုပါတယ်နော်ဟုတ်ပြီဒါဆိုကျွန်တော်တို့ရဲ့လေ့လာမှုလေးကိုအခုပဲစတင်ကြရအောင်နော် ကျွန်တော်တို့နေ့စဉ်နေ့တိုင်းစားနေတဲ့ထမင်းကိုတော့မလေးတို့နာစီတို့ပြောပါရယ်နော် NASI နာစီဆိုတာကျွန်တော်တို့ထမင်းကိုပြောတာဖြစ်ပါတယ်ပြန်ပြောကြည့်ရအောင်နာစီထမင်းနာစီထမင်းစားတာကိုတော့ကျွန်တော်မလေးလို့မကန်းလို့ပြောပါတယ်နော် MKN မကန်းစားသည်လို့အတိပရပါတယ်ပြောကြည့်အောင်ပါမကန်းစားသည်မကန်းစားသည် ဒါဆိုအရင်နေ့ကလိလခဲ့တဲ့စကားလုံးနေနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ဝက်ချအရှိသေးတဲ့ကြောင့်တော့တိစောက်ကြရအောင်။စာယာမောင်မကန်းနာစီကျွန်တော်ဓမင်းစားခြင်းပါတယ်။စာယာကျွန်တော်ကျမမောင်ချင်းဒီလိုချင်းဒီလိုအပ်ဒီပေါ့နော်။မကန်းစားဒီနာစီဓမင်းဟုတ်ပြီဒီဝက်ချတွေကိုပေါင်းဆက်ပြီးတော့ပြောကြည့်ရအောင်။စာယာမောင်မကန်းနာစီကျွန်တော်ဓမင်းစားခြင်းပါသည်။ပြောကြည့်အောင်။စာယာမောင်မကန်းနာစီကျွန်တော်ဓမင်းစားခြင်းပါသည်။ ရေကိုတော့ကျွန်တော်တို့မလေးလိုအာရစ်လို့ခေါ်ပါတယ်နော် AIR အာရစ်ရေလို့ခေါ်ပါတယ်မလေးစကားပြောမှာ A ကိုကျွန်တော်တို့ R လို့အသုံးထပ်ပါတယ်နော်ဒါကြောင့် AIR အာရစ်ရေလို့ပြောရပါတယ်ပြောကြည့်အောင်ပါအာရစ်ရေပါနတ်ပူသည် B A N A S ပါနတ်ပူသည်ပူရာကိုတော့ကျွန်တော်တို့မလေးလိုပါနတ်လို့ပြောရပါတယ်မြန်မာလိုဆိုရင် ပူသည်လို့အဓိပ္ပာယ်ရပါတယ်မလေးလိုဆိုရင်ပါနတ်ဖြစ်ပါတယ် B A N A S ဘာနတ်ဘူဒီစမှတ်ထားပေးပါဘာနတ်ဘူဒီအဲ့ဒါကိုတော့ကျွန်တော်တို့မလေးလို့စကြုလို့ပြောပါတယ်เนาะ S E J U K စကြု A D S E J U K စကြု A D ပြောကြည့်အောင်ပါစကြု A D ဒါဆိုရင်ဆောဆောနောက်ကလေ့လာခဲ့တဲ့စကားလုံးတချို့နဲ့ပေါင်းဆက်ပြီးတော့ဝါကြတွေတိစောက်ကြည့်မယ်နော်ဝါကြအတူလေးတွေတိစောက်မယ် စောစောနာကအာရေရေဆိုတဲ့စကားလုံးကိုပါနာစပူတီဆိုတဲ့စကားလုံးနဲ့ပေါင်းဆက်ပြီးတော့အာရေပါနာဆိုရင်ကျွန်တော်တို့ရေဘူးလို့ပြောရပါတယ်နော်ရေဘူးရေနွေးပေါ့နော်လက်ပြချီအောင်ပါအာရေပါနာရေဘူးအာရေပါနာရေဘူးဟုတ်ပြီဒါဆိုရင်ရေအေးကိုတော့ဘယ်လိုပြောမလဲစောစောနာကလေ့လာခဲ့တဲ့စကျုဆိုတဲ့စကားလုံးကိုအာရေဆိုတဲ့စကားလုံးနဲ့ပေါင်းဆက်ပြီးတော့အာရေစကျုရေအေးလို့ပြောရပါတယ်ပြောချီအောင်ပါအာရေစကျုရေအေးလက်ပြချီမယ်အာရေစကျုရေအေးဖြစ်ပါတယ် တောက်တာကိုတော့ကျွန်တော်တို့မလေးလို့မီနုံလို့ပြောပါရနော်ရေတောက်တာဖြစ်ဖြစ်ဘာဖြစ်ဖြစ်ရေတစ်ခုခုကိုတောက်တာဖြစ်ဖြစ်ကျွန်တော်တို့တောက်တယ်ဆိုတော့အတိပ္ပေတက်ရောက်တဲ့စကလုံးကိုပြောမယ်ဆိုရင် MINUN မီနုံတောက်တီလို့ပြောပါရနော်ပြောကြည့်ရအောင် MINUN မီနုံတောက်တီ MINUN မီနုံတောက်တီဟုတ်ပြီဒီတောက်တီဆိုတဲ့စကလုံးကိုအသုံးပြုပြီးတော့ဝါကြအရှိလေးတွေတိစောက်ကြည့်မယ်ရှေ့မှာလေးလာကြတဲ့စကလုံးတွေနဲ့ပေါင်းဆက်ပြီးတော့ဆာယာမောင်းမီနုံ IS ပါနာ ကျွန်တော်ရေဘူးတောက်ချင်သည်ကျွန်တော်ရေနွေးတောက်ချင်သည်ပေါ့နော်ဒါဆိုရင်ဒီထဲမှာလေ့လာထားမယ့်စကားလုံးကတော့မင်းနွင်းတောက်သည်ဆိုတဲ့စကားလုံးရဲ့ IS ရေပါနာပူသည်ဆိုတဲ့စကားလုံးယူမှမောင်းလိုချင်သည်လိုအပ်သည်စာရကျွန်တော်ကျမအစရှိတဲ့စကားလုံးနဲ့ပေါင်းဆက်ပြီးတော့စာရမောင်းမနွင်း IS ပါနာကျွန်တော်ရေဘူးတောက်ချင်တယ်ကျွန်တော်ရေနွေးတောက်ချင်တယ်ပေါ့နော်ထပ်တူပဲပေါ့เนาะကျွန်တော်တို့ရေးရေးတောက်ချင်နေဆိုရင်တော့ ဆာယာမောင်းမနွန်းအာရစချုလို့ပြောပါတယ်နော်အာရစချုရေအေးဖြစ်ပါတယ်မနွန်းတောက်တီမောင်းလိုချင်တီလိုအပ်တီဆာယာကျွန်တော်ချက်မထတ်တူပါပဲစောစောနားနဲ့အတူတူပါပဲစကလုံးတွေကိုဆက်ဆက်ပြီးတော့ဆာယာမောင်းမနွန်းအာရစချုကျွန်တော်ရေအေးတောက်ချင်တယ်ဆိုပြီးတော့လည်းပြောဆိုလို့ရပါတယ်တကယ်ချင်းတို့အနေနဲ့ရှေ့မှာလေ့လာခဲ့တဲ့စကလုံးတွေကိုပေါင်းဆက်ပြီးတော့ဝါကြလေးတွေကိုနေ့စဉ်နေ့တိုင်းမိမိပါတာတိစောက်ကြည့်ပါလို့ပြောချင်ပါတယ် နောက်ထပ်လေ့လာထားမယ့်သဘောတော်တစ်ခုကတော့မီးဖြစ်ပါတယ်เนาะမီးကိုကျွန်တော်တို့မလေးလို့ RP လို့ပြောပါတယ်เนาะ API RP မီးဖြစ်ပါတယ်ပြောကြည့်ရအောင် API RP မီးနောက်ထပ်သဘောတော်တစ်ခုကတော့ eta ဖြစ်ပါတယ်เนาะ eta ကိုတော့ကျွန်တော်တို့မလေးလို့ ditu လို့ပြောပါတယ်เนาะ tindu r ditu 80ပြောကြည့်ရအောင် tindu r ditu 80 ditu 80 ဒီ8ဒီဆွဲစကလုံးနဲ့လည်းဆက်ဆက်ပြီးတော့ဝါကြတဲ့ကျွန်တော်ဒီဆောက်ကြည့်အောင်ဆာယမုံတီတူကျွန်တော်အိတ်ချင်းဒီဆာယမုံတီတူကျွန်တော်အိတ်ချင်းဒီ NAMA နာမနာမဆိုတော့ကျွန်တော်တို့အမည်ကိုပြောတာဖြစ်ပါတယ်เนาะနာမည်ပေါ့เนาะမြန်မာလိုပြောမယ်ဆိုရင်အမည်နာမည်ပေါ့เนาะဒါကိုကျွန်တော်တို့မလေးလိုဘယ်လိုပြောမလဲဆိုရင်နာမလိုပြောပါတယ်เนาะနာမအမည်ဖြစ်ပါတယ်ပြောကြည့်အောင် နာမအမည်ဖြစ်ပါတယ် မိမိကိုကိုမိမိမိတ်ဆက်တဲ့နေရာမှာဒီနာမကိုအသုံးပြုရပါမယ်နော်။ဇာယာနာမမောင်မောင်ကျွန်တော်အမိမောင်မောင်ဖြစ်ပါသည်။ဇာယာကျွန်တော်ကျမနာမအမိနောက်မှာတော့မိမိရဲ့နာမည်ကိုထပ်သင်းပြောဆိုရပါမယ်နော်။ဥပမာမောင်မောင်မောင်လာမြမြလလအစရှိတဲ့ဖြင့်မိမိရဲ့နာမည်ကိုထည့်သွင်းပြီးတော့မိတ်ဆက်ပြောဆိုလို့ရပါတယ်။ဒီမှာတော့ကျွန်တော်ကမောင်မောင်ကိုအသုံးပြုထားပါတယ်။ဆာယာနာမမောင်မောင်ကျွန်တော်အမိမောင်မောင်ဖြစ်ပါသည်ဆိုပြီးတော့မိမိကိုကိုမိတ်ဆက်တဲ့နေရာမှာ မိမိတို့ရဲ့သက်ဆိုင်ရာနာမည်ကိုထည့်သွင်းပြီးတော့ပြောဆိုမိတ်ဆက်လို့ရပါတယ်။ဒီထဲမှာအချက်မဲ့ထားမယ့်စကားလုံးကတော့နာမအမည်ဖြစ်ပါတယ်။ SUDA ဆိုတာဆိုတာကတော့ကျွန်တော်တို့ BB ပြီးမြောက်တီလို့အဓိပ္ပာယ်ပါတယ်နော်။မလေးလို့ပြောမယ်ဆိုရင်တော့ဆိုတာ BB ပြီးမြောက်တီအလုပ်တွေပါနေပြီးတာကိုကျွန်တော်တို့ဘယ်လိုပြောရသလဲဆိုရင်ဆိုတာလို့ပြောပါတယ်နော်။ဟုတ်ပြီဒီဆိုတာကိုအသုံးပြုပြီးတော့အရင်နေ့ကလေ့လာခဲ့တဲ့စကားလုံးနဲ့ဝေါ်ချလေးတစ်ချောင်းတော့တိစောက်ကြည့်မယ်။ ဆာယာဆူဒကေကြဆာယာကျွန်တော်ကျမဆူဒဘီဘီဘီမြောက်တီကေကြအလုတ်ဟုတ်ပြီဒီစကလုံးသုံးခုကိုပေါင်းဆက်လိုက်တော့ဆာယာဆူဒကေကြကျွန်တော်အလုတ်ပြီးပြီလို့ပြောလို့ရပါတယ်လည်းပြောကြည့်ရအောင်ဆာယာဆူဒကေကြကျွန်တော်အလုတ်ပြီးပြီအရင်နေ့ကလေ့လာခဲ့တဲ့ဆာယာကျွန်တော်ကျမကေကြအလုတ်ဒီနေ့လေ့လာခဲ့တဲ့ဆူဒဘီဘီဘီမြောက်တီဆိုတဲ့စကလုံးဒီစကလုံးသုံးလုံးကိုပေါင်းဆက်ပြီးတော့ဆာယာဆူဒကေကြကျွန်တော်အလုတ်ပြီးပြီဆိုပြီးတော့လည်းပြောဆိုလို့ရပါတယ်နော် โอเคဒါဆိုရင်တော့ဒီအပိုင်းလေးထိတငယ်ချင်းတို့အနေနဲ့လေ့လာပြီးချိန်မှာတငယ်ချင်းတို့အနေနဲ့မိမိတို့ဘာသာဝါကြတွေကိုအခြေခံသဘောတရားအဖြစ်ရိုရှင်းစွာတိစောက်တက်မယ်လို့ယုံကြည်ပါတယ်။ဒါဆိုရင်နောက်လာမယ့်တငယ်စာမှာကျွန်တော်တို့ပြန်တွေ့ကြမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။